မြန်မာနိုင်ငံရဲ့ e-sports လက်စွမ်းအထက်ဆုံးတက္ကသိုလ်ကိုပြီးချဲ့သွားမယ် Varsity e-sports championship 2025ကိုဘယ်တက္ကသိုလ်အသင်းတွေကတက်ရောက်ရှင်ပြိုင်သွားမလဲတက္ကသိုလ်ကျောင်းသား e-sports အားကစားသမားတွေရဲ့ရည်ရွယ်ပြီး Rise of Varsity League နဲ့အစပြုခဲ့တဲ့တက္ကသိုလ် e-sports စနစ်ရဲ့နောက်ဆုံးဆင်မြင်ဖြစ်တဲ့နိုင်ငံအဆင့်ပြိုင်ပွဲကြီး BC 2025မှာပါဝင်ကစားမယ့်အသင်းရှစ်သင်းဒီလိုရွေးချယ်သွားမှာပါပထမဆုံးအနေနဲ့2025ဩဂုတ်လ ROVL မှာပါဝင်ရှင်ပြိုင်ခဲ့တဲ့တက္ကသိုလ်အသင်းတွေဟာ Varsity League Division ပွဲစဉ်တွေရဲ့ Regional Qualifier အဆင့်ကိုရောက်ရှိနေကြပြီဖြစ်ပါတယ်။ဒီအဆင့်မှာ Region အသီးသီးကအကောင်းဆုံးဖြစ်ခဲ့တဲ့ရှစ်သင်ဟာ Division 1ကိုတက်ရောက်ရမှာဖြစ်ပြီးနောက်ရှစ်သင်ကတော့ Division 2မှာပါဝင်ရှင်ပြန်ရမှာပါ။ရန်ကုန် Private Other Region ဆိုပြီးတော့ Region 3ကိုခွဲထားတာကြောင့်စုစုပေါင်းတက္ကသိုလ်ကောလိပ်48ကျောင်းဟာ Division 1နဲ့ Division 2မှာ Basketball 1ပွဲစဉ်တွေအကျိတ်နယ်ကစားပြီး BC တက်ရောက်ခွင့်ကိုပြိုင်လုနေကြပြီဖြစ်ပါတယ်။ဒီ division အဆင့်မှာအရေးကြီးဆုံးကတော့တန်တက်တန်ဆင်းစနစ်ဖြစ်ပါတယ် ဘာစဒီလီဒီဗီရှင်1မှာဆိုရင်ဇယားထိတ်ဆုံးနှစ်သင်းကပဲ VEC main stage ကိုတိုက်ရိုက်တက်ရောက်ခွင့်ရမှာဖြစ်ပြီးဇယားအောက်ဆုံးနှစ်သင်းကတော့နောက်တရာဒီမှာ VEC Division 2ကိုတန်းဆင်းသွားမှာဖြစ်ပါတယ်။ဘာစဒီလီဒီဗီရှင်2မှာတော့ဇယားထိတ်ဆုံးနှစ်သင်းဟာနောက်ရာဒီအသင်းမှာ VEC Division 1ကိုတန်းတက်ခွင့်ရမှာဖြစ်ပြီးဇယားအောက်ဆုံးနှစ်သင်းကတော့ qualify stage ကိုပြန်လည်ရောက်ရှိသွားမှာပါ။ဒီလီစနစ်ကိုတစ်နှစ်မှာ Summer နဲ့ Winter Edition နှစ်ကြိမ်ခွဲပြီးကျင်းပပြီးသွားမှာဖြစ်ပါတယ်။တန်းတက်တန်းဆင်းစနစ် အဆင့်စရာရည်တည်မှုကတော့နောက်တရာဒီမှာစတင်အသက်ဝင်မှာဖြစ်ပါတယ်။တက္ကသိုလ် eSports League ကို BEC မှာစတင်ဝင်ရောက်မယ်။နိုင်ငံတော်ဝန်ကတက္ကသိုလ်အသင်းသစ်တွေရှင်ပြိုင်ခွင့်ရစီဖို့အတွက် BEC Open Qualifier Stage ကိုလည်းထည့်သွင်းပေးထားပါတယ်။ဒီ Open Qualifier မှာတော့ထိပ်ဆုံး၄သင်းကသာနောက်တစ်ဆင့်ဖြစ်တဲ့ Close Qualifier ကိုတက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။ Close Qualifier Stage ကတော့ Division 1ကတိုက်ရိုက်မတက်ရောက်နိုင်တဲ့အသင်း6သင်းစီ Division 2ကအသင်းအလုံးနဲ့ Open Qualifier ကတက်လာတဲ့ထိပ်ဆုံးအသင်းတွေ အားလုံးဟာဒီရာသီဆန်းစာထဲမှာတော့ close qualifier stage မှာထပ်မံရှင်ပြိုင်ခွင့်ရမှာပါဒီအဆင့်ကနေလည်းနောက်ဆုံးထိပ်ဆုံးနှစ်သင်းကို BC group stage ကိုတက်ရောက်ခွင့်ပေးသွားမှာဖြစ်လို့ BC ကိုတက်ရောက်ခွင့်နောက်ဆုံးခွင့်ရည်လည်းဖြစ်ပါတယ်အဆင့်ဆင့်ကျော်ဖြတ်လာတဲ့ထိပ်ဆုံးနှစ်သင်းဟာ2025ဒီဇင်ဘာလမှာစတင်မဲ့ BC group stage မှာအုပ်စုနှစ်စုဖွဲ့ပြီးတော့ round robin ဘတ်ဆော့သူတွေကစားကြမှာဖြစ်ပါတယ်ဇာတ်ပိတ်ဆုံးနှစ်သင်းစီက playoff ရဲ့ upper bracket ဇာရဲ့အဆင့်သုံးမှာရှိနေတဲ့အသင်းနှစ်သင်းကတော့ lower bracket ကိုရောက်ရှိသွားမှာဖြစ်ပြီးထောက်ဆုံးမှာရှိနေတဲ့အသင်းတွေကတော့ပြိုင်ပွဲကနေထွက်ခွာသွားရမှာဖြစ်ပါတယ် playoff အဆင့်မှာတော့ double elimination bracket နဲ့ best of 3ကစားပြီး grand final ကိုတော့ best of 5ပွဲစဉ်ကြီးရှင်ပြိုင်ရမှာဖြစ်ပါတယ်ဒီစီမှာ champion ဖြစ်လာတဲ့တက္ကသိုလ်ကျောင်းတွေဟာထူးခွင့်ရေးဖြစ်နောက်နှစ်မှာကျင်းပမယ် national esports championship ကို the right invite ရရှိသွားအောင်ပါပြီးတော့ BC 2025ပါ တင့်ကိုမြန်မာနိုင်ငံမှာအကောင်းဆုံးတက္ကသိုလ် e-sports အကလာသမားအနေနဲ့ National e-sports championship မှာတွားရောက်ရှင်ပြိုင်ခွင့်ရရှိစေပြီးတော့ e-sports အကလာမှာလည်းခိုင်မာတဲ့ကိုရီးယားတစ်ခုကိုပါစတင်ရှောင်းလန်းနိုင်စေမယ့်နိုင်ငံမှာကိုတက္ကသိုလ်ကိုဆောင်ပြီးနောက်တစ်ချိန်မြန်မာ e-sports လောကမှာအောင်မြင်တဲ့ player တွေဖြစ်လာမယ်။ចောင်းသား e-sports athlete တွေရဲ့ရှင်ပြိုင်မှုတွေကိုအားပေးဖို့ဆင်နွှဲမယ်လား။ Varsity e-sports championship 2025 Stars of the Future